ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီ c h a n e လေးကိုလိုလိုက်တဲ့ရည်ရွယ်ချက်ကတော့ဆေချိုတဲ့လူတွေလူငယ်ဘဝကိုရောက်တဲ့ခါမှာဆိုရင်ခက်ခဲကြီးကြုံတွေ့ခဲ့မှာဆိုရင်ဘလို့ဖြစ်ရှင်းရမယ်ဆိုတဲ့အကြောင်းကိုကျွန်တော်တွေ့ကြုံနေတဲ့ဒီကျွန်တော်လူငယ်တွေရှင်းရရင်လုပ်ပြီးဖြစ်ပါတယ်เนาะပထမဆုံးအနေနဲ့ဟိုလူငယ်ဆိုတာဘာလဲပေါ့လူငယ်ဆိုတာကတော့ငယ်ဘဝကတော့နုံပဲ စိတ်မွန်းချက်ဆုံးချိန်ကာလအတက်မွေးကင်းစားကနေပြီးတော့အတက်20အတွင်းဟာလူလူတိုင်းတို့ကြောက်ကြလိမ့်မင်းလေးဖြစ်စီဒါကျောင်းပညာရေးနဲ့ပတ်သက်ပြီးပညာသင်ကြားနေရတဲ့ဖြစ်ရတဲ့အတွက်ပဝန်းကျင်အတွေ့အကြုံရှိအဲအကြောင်းမို့အခက်အခဲမျိုးစုံတွေမတွေ့ရအောင်ပျော်ရွှင်မှုစိတ်ချမ်းသာမှုစိတ်ဝမ်းသာမှုတွေနဲ့ပဲဖြတ်တန်းခဲ့။အေးဒါပေမဲ့အသက်20ကျော်လာပြီဆိုတာနဲ့ဘုရားမှာပဝန်းကျင်ရဲ့တည်ရပြောဆိုမှုတွေ ခက်ခဲတွေပြဿနာတွေကိုကိုယ်တိုင်ရှင်းရှင်းချက်တွေနဲ့တွေ့လာတဲ့အခါမှာကျွန်တော်တို့လူငယ်တွေတခါတလေစိတ်သက်တည်ကြရတဲ့ဘာမှလုံးချင်ကိုင်းနေမဖြစ်အောင်အချိန်ကာလမျိုးတွေကျွန်တော်တို့ဖြတ်နှံရဲဒါပေမဲ့ကျွန်တော်တို့လူငယ်တွေလေဘာလို့အမြဲတမ်းကြာရှုံးနေမှာလဲကြာရှုံးရင်ပြန်ထကြာရှုံးရင်ပြန်ထဒါအမြဲတမ်းလုပ်နေရမှာပဲလေလူငယ်ဆိုမှတော့လူငယ်လို့တော့နေရမှာပေါ့ကျွန်တော်တို့လူငယ်တွေမှာရင်မ်းချက်ကိုရရှိတတ်တယ် ဲ့ဒီရည်မှန်းချက်တွေနဲ့တနည်းကိုယ့်ရဲ့မိသားစုကိုယ်ဘယ်လိုအောင်မြင်တိုးတက်မယ်ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ကြိုးစားနေကြတဲ့လူတွေကြီးပဲလူငယ်တန်းကျွန်တော်ပါဝင်အဲကိုတို့မတို့လည်းကြိုးစားနေကြမှာပဲလေညီငယ်ညီငယ်မယ်ရောအကုန်လုံးပေါ့ကျွန်တော်ကလူငယ်ကြီးဆိုတာကကိုယ့်ရဲ့ရည်မှန်းချက်ပန်းနိုင်ပြီးတော့ရှောင်းလန်းတဲ့ခါမှာပဝန်းကျင်ရဲ့ကဲရဲ့ပြောဆိုမှုတွေဝိုင်းဝန်းနေဝိုင်းဝန်းပြောဆိုမှုတွေခံရမှာ ဘာလို့လဲဆိုတော့သူကလူငယ်လေလူငယ်လေဆိုရင်သူတို့ကတည်းချင်းမကြီးချင်ကြဘူးလေလူငယ်ဆိုတာကျွန်တော်တို့တော်ကမျက်နာကန်ကြိုးစားနေတဲ့ချိန်ဖြစ်တဲ့အတွက်ဘာမှမပြည့်စုံဘူးဗျာမပြည့်စုံနေလို့ယူချက်ရတော့သူတို့ပြည့်စုံနေတဲ့လူတွေရဲ့ကဲ့ရဲ့ပြောဆိုမှုတွေရိုက်ခတ်မှုတွေတန်းရကျွန်တော်တို့ခံရမှာခံဟုတ်ခံရမှာမခံလို့မဖြစ်ဘူးအခက်ခဲဆိုတာအောင်မြင်မှုရဲ့အောင်မြင်မှုတွားရလမ်းကြောင်းတစ်ခုအခက်ခဲမရှိရင်အောင်မြင်မှုတွေဘာမှမရှိနိုင်ဘူး ဒါကြောင့်ကျွန်တော်တို့ကခက်ခဲနေတယ်လို့ဖြတ်သန်းနေရမှာရင်ဆိုင်နေရမှာလေ။ဒီအဲ့ဒီခက်ခဲတွေကိုကျွန်တော်တို့ကရင်ဆိုင်ဖြည့်ရှင်းနိုင်သွားပြီဆိုရင်အဲ့ဒါအောင်မြင်မှုပဲ။ကိုကိုလည်းခက်ခဲကိုကိုဖြည့်ရှင်းသွားပြီလို့ကိုကိုကိုယုံကြည်မှုလည်းရှိတယ်။ကျွန်တော်တို့လည်းငြင်းနေဖြစ်ပြီးလေ။ဒိဋ္ဌတကူကကိုမလောရသေးဘူးဆိုရင်ဒါကြီးဟာရန်ကိုခက်ခဲနေပါလား။ခက်ခဲမှာပါလားဆိုပြီးတော့အမြဲတမ်းစိုးရင်စိတ်တွေနဲ့မလုံဖြစ်ခဲ့တဲ့ချိန်ကာလတွေလည်းရှိတယ်။ ဒီတစ်ခါလေးအဲ့ဒီစိုးရိမ်နေတဲ့ကိစ္စတခုကိုကိုတော့လုံလိုက်လို့အဆင်ပြေသွားပြီဟာအဲ့ချိန်ကကိုတွေအောင်မြင်မှုကိုကိုယုံကြည်မှုတွေကိုကိုယုံကြည်မှုတွေကွန်ပျူတာနဲ့အများအများကြီးရချလို့အလုပ်လုပ်တဲ့အခါမှာပြင်လဲလုပ်ငန်းတစ်ခုကိုလုပ်တော့မယ်ဆိုရင်ကိုလုံနေတဲ့လုပ်ငန်းကိုကိုလုံနေတဲ့လုပ်ငန်းကိုဘယ်တော့မှသူငင်းခိုင်းတာမဆောင်နဲ့ကိုလုံနေတယ်လို့ကိုကိုယ်တိုင်လုပ်သူငင်းခိုင်းမှလုပ်ပြီဆိုရင်ကိုလည်းမလုပ်ချင်ဘူး ကိုလည်းဒီလုပ်ငန်းပေါ်မှာစိတ်ပါဝင်စားမှုရှိတယ်။ကိုလုံးနေလုံးကိုကိုယ်တိုင်လုပ်ပြီဆိုရင်ဒီလုပ်ငန်းမှာစိတ်ပါဝင်မှုရှိတယ်။ဒါကြောင့်ဘယ်လုပ်ငန်းမှမဆိုကိုလုံးနေတဲ့လုပ်ငန်းတွေဘယ်သူခိုင်းတာမှမဆောင်နဲ့ကိုကိုယ်တိုင်ကိုလုပ်ငန်းပြီးအောင်လုပ်။ဒါရင်ကိုကိုယ်ယုံကြည်မှုရှိတယ်ကွန်ပျူတာနေရှိလား။တကူကကိုဘဝရှိရင်းနဲ့ပတ်သက်လို့မဟုတ်ဘဝ ရှိရင်းနဲ့ပတ်သက်ပြီးဆိုရင်ကိုယ့်ရဲ့ဘဝပန်းနိုင်ဆုံးဖြတ်ချက်တွေကိုကိုယ်တိုင်ဖျားကိုကိုယ်တိုင်ပဲချောင်းမိဘတွေရဲ့ဆုံးဖြတ်ချက်ကိုလည်းမလိုက်ရုံနဲ့ကျွန်တော်လည်းကြုံမှုတွေကိုလှုပ်ချင်တဲ့ပန်းနိုင်တွေပါရှိတယ်မိဘတွေပြောပြောတဲ့ခါရှိတယ်မိဘတွေကတာသမီတွေကိုစိုးရိမ်နေသောနဲ့သူတို့ကိုတာသမီတွေရဲ့လူဝင်ဆန္ဒတွေကိုလည်းဖြည့်ဆည်းမပေးနိုင်ဘူးသူတို့စိတ်တိုင်းကြနေပြီးတော့ကျွန်တော်တို့လူငယ်တွေကကျွန်တော်တို့ရဲ့ဘဝ ပန်းနိုင်တွေတချို့တရောက်တဲ့နေရာလက်လုခဲ့ရတယ်မကြိုးစားခွင့်မရှိခဲ့တဲ့ချိန်ကာလတွေရှိဒါကြောင့်မို့လို့ကိုယ့်ရဲ့ဘဝရည်မှန်းချက်ပန်းနိုင်တဲ့ပတ်သက်ရင်ဘယ်သူကလမ်းပြတာမှမလုပ်နဲ့ကိုကိုကိုသွားခြင်းနဲ့လမ်းကြောင်းကိုယ်တိုင်ရအောင်သွားမရမကတော့ခုလိုပြောတာလူကြီးတွေမိဘတွေစကားကိုနားမထောင်လို့ပြောမှမဟုတ်အဲလူကြီးတွေမိဘတွေဆိုတာအများတန်းကိုယ်ပင်နာရှိမပေးနိုင်ဘူးကြီးကျွန်တော်တို့ဒီလူငယ်လူငယ်ဖြစ်တဲ့အတွက်ကျွန်တော်တို့မှာရည်မှန်းချက်တွေရှိတယ်ကိုလမ်းကိုရှောင်းမိဘတွေဆိုတယ်အများတန်းကိုယ်ပင်မှာ မရှိပြနိုင်ဘူးသူတို့လည်းသူတို့လမ်းကြောင်းသွားမှာကိုယ်လည်းကိုယ်လမ်းကြောင်းသွားအေးငငယ်တော့ကကြောင်းလိုက်တဲ့ကာမဆိုရင်မိဘတွေကအဆင်ပြေပြေနဲ့ကြွေးဝါချမ်းသာတဲ့မိသားစုဆိုရင်ကျွန်တော်တငယ်ချင်းတွေကြားထဲမှာမျက်နှာရတယ်ဟိုကပသိသားတယ်ပသိသားတယ်ပြောလိုက်ရင်ကျွန်တော်တို့မှာပီတိတွေကိုဖြည့်မိဘတွေကြွေးဝါချမ်းသာတဲ့လူတွေတိုင်းဖြစ် အဲ့ဒါကျွန်တော်တို့ state ကျောင်းသားဘုရားဒီမင်းတို့ကောင်နေအသက်20ပြောလို့အပြင်လောကရောက်သွားပြီမင်းတို့အပြင်လောကရောက်သွားပြီကျွန်တော်နိုးဘသူသားလဲဘသူမှမမေးတော့ဘူးမင်းရဲ့မင်းဘာကြီးလုပ်နေလဲမင်းဘာကြီးကျိုးသားနေလဲမင်းရဲ့ဆွမ်းအားဝယ်ဒီကန်ပြီးချင်တော့တာမိဘရဲ့ကိုယ်ကြီးတွေဘာတွေသူတို့ခင်မဆိုင်တော့ဘူးမင်းကျိုးသားမှာအဲလူငယ်တိုင်းမှာအောင်မြင်မှုဆိုတာလေ မြင်နေကျူးသားနေရမှာအောင်မြင်မှုဆိုတာဘယ်တော့မှမဆုံးနေဘူး push store ဆိုတဲ့အောင်မြင်မှုဆိုတာ push store ချတယ်ဆုံးသွားတယ်ဘယ်တော့မှမဖြစ်မြင်နေကောင်းမရေးကြည့်ပဲအောင်မြင်မှုတစ်ခုနောက်တဲ့အောင်မြင်မှုတစ်ခုလာနေရမှာဒါမှဘဝဆိုတာ easy ပဲဖြတ်တန်းသွားလာနေရမှာငွေနောက်ကိုလိုက်เสียရမှာမဟုတ်ဘူးငွေရခုနောက်ကိုလိုက်လာအောင်ဝေးရမယ့်ပညာတွေကိုယ်အမြဲလေ့လာစီးပွားနေရအကျွန်တော်ဆိုရင်မြင်ပြောရမယ် ဝင်းမရှာသေးဘူးလားဘာညာပြောကြတယ်ဟာကျွန်တော်လည်းကျွန်တော်ကျွန်တော်ဘဝနဲ့ကျွန်တော်ထိုက်တန်တဲ့တော့ရှားနေတာပဲလीဝင်းနောက်ကမနိုင်ဘူးအဓိကကိုရည်ရွယ်တဲ့ကိုရည်ရွယ်ချက်မှန်းနံကိုမရောမချင်းအင်းကြီးခံရတဲ့လူငယ်ဘဝကိုလည်းဆုံးရှုံးရတယ်ကိုလို့ချင်တဲ့အရာတွေကိုလည်းခဏတာထိ ंछ ုတ်ထားရတယ်လွယ်ကင်းနေထင်နေသလားအောင်မြင်မှုရဖို့အတွက်ဘဝမှာပျော်ရွှင်မှုတွေဆုံးရှုံးရတယ် ကိုကိုလူကြီးလေးတယောက်လိုနေရတယ်ခက်ခဲတွေဘယ်လိုရှင်းရှင်းရတယ်ဆုံးဖြတ်တွေဘယ်လိုရှင်းရှင်းရတယ်ဆိုတာဒါလူငယ်တိုင်းကြုံနေရတဲ့တွေ့ကြုံနေဒီအဲဒါကြောင့်ကျွန်တော်ပြောချင်တာကလေအဲလူငယ်ဆိုတာကဘူးဗျာကိုယ့်ရဲ့ဂျီမန်ချက်တွေအောင်မြင်မှုတွေအဲဒါတွေအတွက်ကိုမြဲတဲ့ line နောက်ကနောက်ကိုမြဲတဲ့တွန်းတွဲ line နေရဘယ်တော့ကမှမလဲကျူရဘယ်တော့ကမှလက်လွတ်မခံနိုင်ဘူးဒီဒါမဲ့လုံနေတန်းတန်းနဲ့လုံနေတန်းတန်းနဲ့ စိတ်ထဲကြာတာဘာညာတော့ရှိမှာပေါ့ဗျာအဲ့လိုစိတ်ထဲကြာခဲ့မယ်ဆိုရင်လည်းပြန်ထကျွန်တော်တို့လူငယ်တွေလေးတို့မှာကျူသားပိုင်းညာကြီးရှိအချိန်ကြီးညာကြီးရှိရဲ့တက်နေစနေသုံးငယ်ဒီမှာမင်းကျူသားလိုက်စမှာကွာမလို့ကောင်းနေတုတ်ပြလိုက်ဘဝဆိုတာဘယ်တော့ကမှလက်လို့ဆုံးရှုံးပေးရမယ်ဆိုတာကမထိုက်တန်အမြဲတမ်းကျူသားနေကျူသားနေရမှာအဲ့လာအဲ့လာမှလူငယ်လို့ခေါ်မှာ လုံးမဲ့ကျေးဇူးတင်ပါတယ်เนาะနောက်နောက်လာမယ့်ဗီဒီယိုတွေလည်းဆက်ပြီးတော့အားပေးကြပါအောင်